ီကနေ့မှာတော့ရေရရလေးရှိတယ်ကြိုက်တယ်လို့အစင်ကပြင်မလာဘူးဟုတ်လားအဆဆရရစီးပွားရေးအဆငွေကြီးရအဆုံအဆဆရရဆရာရေဘာကြောင့်အစင်မပြင်မှမသိဘူးဟုတ်လားအစင်မပြင်မှမသိပဲဟုတ်လားဟိုလောက်သမ ्या လည်းအိတ်ပေါင်နဲ့ဖားကောက်တယ်လို့ပဲဟုတ်လားဆရာရေခြာသမ ्या မိသားစုကအိမ်ရှိတာ9ယောက်4ယောက်လောက်ကအလုပ်လုပ်တယ်ဒါပေမဲ့လည်းပြဆရာငွေဟာအကျွေးနဲ့စရင်မရှိတယ်အဆရှိတဲ့သူတွေအတွက်ဘာလို့လို့ငွေကြီးရအဆလက်ပိတ်နိုင်တဲ့အဓိကအချက်တွေ ။ဘာလို့လို့ငွေကြီးအစင်မပြေတဲ့သူတွေကိုကိုယ်တိုင်တတိမထားမိပဲလက်ပိတ်သွားနိုင်တဲ့အချက်တွေ။နံပါတ်1တစ်ချက်ဟာလားအရာပါလဲဆိုတော့မိမိအိမ်ကဖခင်ကျောင်းဆောင်ပေါ်မှာเนาะနံပါတ်1တစ်ချက်ဆရာပြောမယ်เนาะမိမိအိမ်ကဖခင်ကျောင်းဆောင်ပေါ်မှာဝိစာတို့ဘိုးတော်တို့နတ်တို့ ဒီလိုဟာမျိုးတွေတင်ထားကိုကိုယ်လို့ရှိရင်ခမရတို့ကြိုက်တလောက်စီးပွားရှာကြိုက်တလောက်မိုးပြအောင်ရရရာရှိအစင်မပြေနိုင်ဘူးเนาะအခြားသောပုံကိုယ်တွေတွားကိုကိုယ်မိရင်ကြိုက်တလောက်ရရရာရှိအစင်မပြေနိုင်ဘူးเนาะဆရာပြန်ပြောမယ်เนาะမိမိအိမ်ကဘုရားကျောင်းဆောင်ပေါ်မှာအစင်မပြေတော့ရင်အရင်ဆုံးကြည့်ကြည့်ပါဘုရားကျောင်းဆောင်ပေါ်မှာဘိုးတော်တို့ဝိစာတို့နတ်တို့ဒိုက်တို့ အတွင်း38မိအပြင်38မိဒီလိုမျိုးအဆရှိသောပုံကိုယ်တွေဒီလိုပုံကိုယ်မျိုးတွေကိုဘုရားကျောင်းဆောင်ပေါ်မှာတဒန်းနဲ့တင်ထားမိတဲ့အခါတတရလုံးဝဘလုံးမကိုကြိုက်တဲ့အိမ်အဲ့ဒီအိမ်ကြိုက်သလောက်ရရရှိကြိုက်သလောက်စီးဝါတက်အောင်ကြိုးစားနေပါစေအဆင်မပြေနိုင်ပါဘူးဘာကြောင့်တော့ဟာလားဟိုဘုရားကျောင်းဆောင်ပေါ်မှာထားလို့ရပါတယ်ထားပါဦးဘုရားကျောင်းဆောင်မှာဘဂဝါအတုမရှိဘုံတော်လျှောက်ပါနေပြည့်စုံတော်မူသောမြတ်စွာဘုရား ်အရှဘာသာတွေရှိလို့ရှိရင်လည်းဟလာမိမိတို့ယုံကြည်ရာဖရာသခင်ရဲ့ပုံမှာအရှာနဲ့တွေတိုက်တွေအရှာသောပုံကိုယ်တွေဘာမှမထားပါနဲ့ကဲဂုံဂုံပြောလိုက်မယ်ဘိုးဘိုးအောင်တို့ဘုံမင်းအောင်တို့ကအစဖရာကြောင်းဆောင်ပုံဖရာနဲ့တဒန်းနဲ့ထားပြီးကိုမကွယ်ပါနဲ့ကိုခွယ်တဲ့အိမ်ဟာခမရတို့ကြိုက်တဲ့လောက်ရရရရှိကြိုက်တဲ့လောက်လက်ပွင့်အောင်လို့အစင်မပြေနိုင်ပါဘူးနော်အဲဆိုတော့မိမိအိမ်ဟာဖရာကြောင်းဆောင်ပုံမှာထားလို့ရတယ်နံပါတ်1နော်အဲ့ဒါဘာတွေထားလို့ရလဲကောင်းပြီ နံပါတ်1ဘလူရာမျိုးတွေထားလို့ရတယ်လဲဆိုတော့ဖះကဲနိဗ္ဗာန်အောင်သွားတဲ့သူချင်းတူတူယဟန္တာမထေမြတ်ကြီးတွေထားလို့ရတယ်ပစ္စည်းကဗုဒ္ဓယဟန္တာဒါတွေကိုထားပါရပါတယ်ကဲဂုံဂုံပြောလိုက်မယ်ဖုန်ကြီးဝတ်ထားတဲ့ခမရုပ်ပုံတော်ဖះအကြောင်းစုံပေါ်တင်ထားလို့အောင်ရတယ်နော်ဖုန်ကြီးဝတ်ထားတဲ့ဖះဟလာခမရုပ်ရဓာတ်ပုံကျုပ်ရဓာတ်ပုံအစရှိသောယဟန္တာမထေမြတ်ကြီးတွေဆရာတော်ကြီးတွေဟလာမိမိတို့ကိုယ်တိုင်ယဟန်ဝင်းတဲ့ပုံတွေထားပါဖះအကြောင်းစုံပေါ်တန်းနေဒါပေမဲ့ဖះအကြောင်းစုံပေါ်မှာထားလို့ရတယ်ဖះ ပြီးတဲ့အခါရှင်ဒီဝရီတို့ရှင်ဥကပုတ်တို့ထားပါနော်မိုင်းမောဆရာတော်အဆရှိတဲ့ဗောဓိမြိုင်ဆရာတော်အဆရှိတဲ့မိမိတို့ယုံကြည်အားကိုးတဲ့ဆရာတွေကိုတခါတည်းတင်ထားလို့ရပါတယ်ဒါပေမဲ့ဘိုးဘူအောင်တို့ဘိုးမင်းကောင်းတို့မင်းဟောလာကိုကြီးကျော်တို့အိမ်တွင်းတို့အဆရှိတဲ့သူမျိုးတွေနဲ့တဒန်းနဲ့ဖြစ်နေတာမျိုးအဲ့အဲ့အိမ်ဘာလှုပ်လှုပ်အစင်မပြေဘူးဟာတဒန်းနဲ့ဖြစ်မနေပဲနဲ့ထားအောင်နော်တဒန်းနဲ့ဖြစ်မနေနဲ့ပဲပဲထားအောင် ဖះเจ้าဆောင်မတင်နိုင်အစင်မပြေနိုင်ဘူးဗျာနော်ကဲအခုမှသိတယ်ဆိုတဲ့လူတွေလည်းရှိရင်မှတ်ပြီးပါအောင်ခင်ဗျာနော်အခုမှသိတယ်ဆိုမှတ်ပြီးပါအောင်နော်တရန်နေဖြစ်နေလဲဆရာသိအောင်မဆက်ပါနဲ့ဝန်ခံသွားပါဆရာရေကျွန်မတော့မှားနေတယ်ဟုတ်လားကျွန်တော်တို့မှားနေတယ်ဒါမျိုးတွေကိုပြောပါပါနော်အမနာနဲ့နော်မသိရင်လည်းမေးသွားပါခင်ဗျာနော်ဆရာသိတဲ့လောက်ကိုအားလုံးဖြေပေးပါမယ်နော်ဘာကြောင့်တရန်နဲ့ထားလို့မရတော့ဂုံဂုံပြောလိုက်တယ်နော်ခင်ဗျားတို့ကိုကိုယ်ွယ်တဲ့ဘိုးဘိုးအောင်ဘုံမင်းကောင်းအဆက်ရှိတဲ့ပုဂ္ဂိုလ်တွေဝိစာတွေ ဂျွန်းပြအောင်တော်တဲ့ဝိဇာအရိယာပုဇာအင်းဝိဇာသမဝိဇာပောက်ဝိဇာဘလို့ဝိဇာမျိုးမဆိုသူဖះအကြောင်းဆောင်မတန်းနဲ့မထားပါနဲ့ခမရတို့အိမ်လီလတ်အင်မတန်ပိတ်ပါတယ်နော်ဘာကြောင့်လဲဟာလားအတုမရှိတဲ့တူဒီတော့လူဟာလောကမှာအတုမရှိတဲ့သူဟာဘဂဝါဖုံးတော်လျှောက်ပန်းနေပြည်စုံတော်မူသောမြတ်စွာဘုရားဟုတ်ပြီလားဖះနဲ့နိုင်ရှင်လို့ဘယ်သူမှမရဘူးနော်ဖះနဲ့ဒန်းတူဘယ်သူမှမရှိဘူး ဟုတ်လားဒါကြောင့်မလို့ဖះเจ้าဆောင်ပေါ်မှာအရှာပုပ်ကိုတွေတွားပြီးမထားပါနဲ့မနေနိုင်ပါဘူးခင်ဗျာเนาะမနေနိုင်ပါဘူးအဲ့ဒီပုပ်ကိုတွေဒါကြောင့်မလို့ခင်ဗျားတို့လက်ပိတ်သွားစီတယ်เนาะကဲတစ်တစ်ချက်ပြီးပြီဆိုဆရာနှစ်တစ်ချက်ဆက်ပြောမယ်ကဲနှစ်တစ်ချက်သိကျင်တဲ့သူရှင်မှန်ပြီးရောခင်ဗျာเนาะဆရာရှင်မှာတစ်ခါအမျိုးသမီးတယောက်လာတယ်သူရတတိနန်းဆောင်လေးဖះဆင်ပေါ်ထားတယ်ဆရာပြောတယ်เนาะဇာတာဟာဘာကြောင့်မှမသိအဆင်ပြေရမယ်ဒါပေမဲ့ဘာလို့မပြေတော့အတွေ့အကြုံလေးနဲ့ပြောပြမယ်เนาะဘာလို့မပြေလဲ ဆရာပြောတယ်ခမရအိမ်ဖះကြောင်းဆောင်ပေါ်မှာဘိုးတော်တွေပါနေနဲ့တထထလာမထအောင်ဒါမဲ့ဆရာသူရတတိမေတော်တော့ရှိတယ်တဲ့ကောင်းပြီသူရတတိမေတော်ရှိတော့ဆရာကတည်းကကျမဘလို့စွန့်ရမလဲကဲသူရတတိမေတော်ကိုစွန့်လိုက်လို့ပြောတယ်ကျွန်တော်ကိုယ်တိုင်ကိုးကွယ်တဲ့ဟာလာကျွန်တော်ကိုယ်တိုင်ကိုးကွယ်တယ်နော်ကိုးကွယ်တဲ့အရာကိုကျွန်တော်စွန့်ခိုင်းတယ်ဘာကြောင့်စွန့်ခိုင်းလို့ဖះကျွန်တော်ဝိစာလဲကိုးကွယ်ပါတယ်ဒါပေမဲ့ဖះတရားတန်ခါတီးဟူသောယရနာသုံးပါးကိုကျွန်တော်စီးကပ်ပါတယ်နော်ဘိုးတော်လဲကိုးကွယ်တယ် ဝိဇ္ဇာလည်းကိုးကွယ်တယ်နမင်းကြီးလေးပါလည်းကိုးကွယ်တယ်ကိုးကွယ်ခြင်းဟာကိုးပြီးရင်ကွယ်သွားမယ့်အလုပ်ပဲကိုးပြီးရင်ကွယ်သွားမယ့်အလုပ်ပဲဒါကြောင့်မလို့ပါခင်ဗျာနော်ဆရာငယ်ပြောတာလက်ခံတယ်ဆိုလက်ခံတယ်မတိလို့တိတယ်ဆိုတိတယ်မှန်သွားပြီနော်ဘာကြောင့်ကိုးကွယ်တော့ကိုးပြီးရင်ကွယ်မှာဝိဇ္ဇာဆိုတာဘာလဲလွယ်လွယ်လေးပဲတွေးလိုက်ဝိဇ္ဇာဆိုတာဟာလားခင်ဗျားတို့ကိုးကွယ်တယ်ဝိဇ္ဇာဆိုတာအလွယ်လေးပဲဟာလားဟိုကျွန်တော်တို့ဒီရဟရာကောရမမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့တာဒနာနဲ့ငါးထောင်အတွင်းမှာတာဒနာကြီးမကွယ်မပြောက်သွားအောင်ထိမ့်သိမ်းစောင့်ရှောက်တဲ့သဘောလိုပဲမှာတာ ဝိဇ္ဇာဘာကြောင့်ဖြစ်အောင်ပြည့်လဲနော်ဝိဇ္ဇာဆိုတာအတ္တိပညာတစ်ခုကိုစွမ်းကုန်အောင်တက်မြောက်ရှင်းလို့ခေါ်တယ်ဒါကြောင့်မလို့မိမိအိမ်ကဘုရားကျောင်းဆောင်ပေါ်မှာနံပါတ်၁ဝိဇ္ဇာတွေဘိုးတော်တွေအတွင်း38မိနစ်နေအပြင်38မိနစ်နေအစရှိတော်မိမိတို့ယုံကြည်ရတော့ဟုတ်လားပုံကိုယ်တွေနဲ့တံတန်းနဲ့ထားပြီးကိုးမကွယ်ပါနဲ့လက်အင်မတန်ပိတ်ပါတယ်ကဲနံပါတ်၁ဆွမ်းနာအကူတယောက်မေးလိုက်တယ်နော်ဆရာအင်းရှက်တွေရောထားရလား တို့တော့နော်ဒီအချက်တွေကိုလက်ခံကျင်တဲ့သူလက်ခံလိမ့်မယ်လက်မခံလက်မခံဘူးနော်ဟာလားအဆောင်ရရာအနေနဲ့လက်ဖွဲ့ကျိုးအရှာတော်အင်းချက်တို့စမချက်တို့အဆရှိတဲ့အရာမျိုးတွေအဆောင်ရရာမန္တရားအဆရှိတဲ့လက်ဖွဲ့ကျိုးအဆရှိတဲ့အရာတွေကိုဘုရားကြောင်းဆောင်ပေါ်မတင်ပါနဲ့ခမညာတင်ရင်လက်အင်မတန်ပိတ်ပါတယ်သို့တော့အဆောင်လက်ဖွဲ့စမအင်းအဆရှိတာတွေကိုမပြောဘူးဒါပေမဲ့ အရဟံဟာလာစမရအရဟံအင်းတို့အဆက်ရှိတာမျိုးတွေတနကုန်အင်းတို့အဆက်ရှိတာမျိုးတွေတို့ရှိတာပေါ့ဗျာသို့တော့ကလေးအဆောင်ဆိုတာလူနာဆောင်မှုအတွက်လုပ်ပေးထားတယ်ကလေးတွေအတွက်ဟာလာကဲအထက်စရာရိုက်ပေးလိုက်တဲ့ရောက်ကဲစရာကြီးမှာပေါ့အဆောင်လေးလက်တစ်ခုဆိုပြီးစရာဟာလာဒီမှာစရာအဆောင်လေးတစ်ခုဆိုကဲဘာဆောင်ရောက်အထက်စရာရောက်ပေးလိုက်ရင်အထက်အဆောင်ကဲခုလက်စရာရောက်ဆိုခုလက်အဆောင်ရောက်တယ်အောက်လန်းစုံအတက်ပညာလဲသူ့အနေနဲ့သူရိုက်ပေးလိုက်တယ်အောက်စရာရရင်အောက်အဆောင်ရောက်မယ်ဥပမာနော်အောက်အဆောင်ရောက်မယ် ဆရာပြောတာရှင်းရှင်းလေးနော်လက်မခံရင်ထထောက်လို့ရတယ်နော်အဲ့ဒီတော့အခါအဆောင်ရောက်တယ်ခဗျာအဆောင်လက်ဖွဲ့ကိုပြောတာနော်ကျွန်တော်ပြောချင်တာအဲ့ဒီအခါအဆောင်ကလည်းဒီဒီရဲ့လက်ဖွဲ့အကျိုးကိုစောင့်နေတယ်အဆောင်ကလည်းဒီရဲ့အရာကြီးကိုစောင့်ထားတယ်အဆောင်တို့အဆောင်တို့ဆိုတာလူနဲ့အမြဲမတူရှိဖို့လိုတာလေဟုတ်ပြီလားအဲ့ဒီအခါဇရာကဥပမာပေါ့ကဲစနေသားမောင်နီအတွက်သက်ဆောင်လေးကြဖြုတ်ကျအဆောင်အဖြစ်ရောက်စီဩဇရာတို့ကိုင်းတော့အမိန်ပေးလိုက်ပြီ ကဲဒီကစနေသားမောင်နီအတွက်အဆောင်ရောက်သွားတယ်ဟာလားစနေသားမောင်နီကိုဆရာရဲ့အမိတ်အာနာကြောင့်ဆရာအထုသဖြင့်ဥပမာပေါ့ဆရာထိုးထားတဲ့စေးဆောင်အင်းဆောင်မန္နဆောင်အာနာဆက်ဆာဆက်ဆောင်ဥပမာဆရာတို့မမြင်ရတဲ့ဂဏပတို့နော်ဂုံပန်းတို့ရခတို့ဂဏပတို့အဆက်ရှိတာမျိုးတွေသို့မဟုတ်ရင်ဟာလားဟိုအောက်လန့်ကလည်းအောက်လန့်ကိုစုံအဆက်ရှိတဲ့အရာမျိုးတွေကလည်းတရေသက်ဆွေအဆက်ရှိတာမျိုးတွေထားကြတယ်စောင့်ကြတယ်ကဲခမရဒီအဆောင်လက်ဖွဲ့ဂျိုးကြီးကိုဖရာကျောင်းဆောင်ပေါ်သွားတင်ထားတဲ့အခါ အဲ့ဒီအဆောင်ဘုရားကြောင်းဆောင်ပေါ်တင်ထားတာနဲ့မတူဘူးလားဘုရားနဲ့တဒန်းလေးထားတာနဲ့မတူဘူးလားဗျာခင်ဗျားတို့ပဲလွယ်လွယ်တွေးကြည့်ဆရာငယ်နာဧည့်သည်လာတယ်ဆရာရဲ့ဘာကြောင့်မထားဘူးမေးလို့ရပါတယ်ဆရာပြောလိုက်တယ်လေဆရာတို့ကရှမ်းဆိုတော့နည်းနည်းစမ်းပြီမှနေရဆိုအပြောအစုံနဲ့နည်းနည်းလီနဲ့ဟန်နဲ့အပြောအစုံကွာတယ်ဒါလေးကိုလည်းနားလေးပေးကဲဆရာပြောလိုက်တယ်ခင်ဗျားတို့ကျုပ်အိမ်ကဘုရားကြောင်းဆောင်ပေါ်တင်ပြီးဘီရင်ဟောမယ်ကျုပ်အောက်ကနေခင်ဗျားနေနိုင်လားလို့ပြောတယ်မနေနိုင်ပါဘူးခင်ဗျား ဖယားနဲ့မနေနိုင်တဲ့အခါဖယားနဲ့တဒန်းနဲ့မနေနိုင်တဲ့အခါခမရတို့ကိုအရင်လှုပ်ပါပဲကျုပ်ကိုလည်းဖယားကြောင့်ဆိုမို့တင်တာကျုပ်ကိုဒုက္ခပေးရင်တော့ကျုပ်ကချိန်ပါပဲထို့အတူလူတိုင်းထို့အတူနတ်လည်းထို့အတူပဲဟောဒီအခါနတ်တွေကလူမလှုပ်နိုင်တော့နတ်တို့တိုက်တို့ဆိုတာရွှေအပုံငွေအပုံလိုက်မပေးနိုင်ပါဘူးလက်ဖွင့်ပေးနိုင်တယ်လက်ပိတ်ပေးနိုင်တယ်ဒီအခါခမရတို့ရဲ့လက်လာပကအဝင်ငွေထွက်ငွေတွေအားလုံးကိုပိတ်ထားပါလေရောဗျာ အဲ့ဒီအခါဘာလို့လို့အစင်မပြေနိုင်ပါဘူးဗျာကဲအဆောင်နေလက်ဖွဲ့ဒီမှာလဲအဆောင်မှန်လားမြအမိန့်ထည့်ထားတဲ့အရာမှန်လားမြအော်ဘုရားကြောင်းဆောင်ပေါ်မှာထားပါနဲ့နားလေလားလက်ခံနိုင်တဲ့အတိုင်းသာရှိလားမှန်မိကြပါဦးခင်ဗျလော်လွယ်လေးတွေးလိုက်နော်ဆရာပြောတဲ့နံပါတ်နှစ်အချက်အဆောင်နေလက်ဖွဲ့ဒီအမိန့်ပါတဲ့ຢာတွေကိုတင်ထားတဲ့အခါအော်ငါဖုံးကြီးကိုအောက်မှာထားပြီးအပေါ်ကနေတရားနာနေပါလားဆိုတဲ့အတွေးမျိုးအမြင်မျိုးမျက်စီတဲ့ကွင်းကွင်းကွက်ကွက်မြင်လိုက်ပါနံပါတ်3တစ်ချက်အနေနဲ့ ူများပြူစားခံထားရတဲ့လူဒီထက်မှပါနိုင်တာပဲနော်ကဲသူများပြူစားခံထားရရင်ဘာလို့လို့အဆင်မပြေနိုင်ပါဘူးဘာကြောင့်အဆင်မပြေနိုင်လဲဆုံးကဝေးအတတ်ပညာအစရှိတာမျိုးပေါ့နော်အောက်လန်းအောက်လန်းကလည်းအောက်လန်းနဲ့တိုက်မယ်ဆုံးကလည်းဆုံးနဲ့တိုက်မယ်ကဝေးကလည်းကဝေးအတတ်ပညာနဲ့တိုက်မယ်မောင်လုံးမောင်ပြဇောကနီဇောကနဲ့ကာကနီကဝေးမျိုး69မျိုးဟုတ်လားအောက်လန်းမိစားအစရှိတာမျိုးတွေနဲ့တိုက်မယ် နေတိုင်းလိုလိုအောက်လန်းတဲ့တိုင်နေစေပါဒါဆိုရင်နီးဆက်ရဆရာတွေနဲ့ကူပါနီးဆက်ရဆရာတွေနဲ့ကူပြီးသွားရင်ကိုဘကလည်းစိတ်မဆွဲနဲ့ဟုတ်လားဥပီးသွားလို့ရှိရင်ထပ်မလုံနိုင်အောင်ဖုံးကန်မြင့်အောင်ဘုရားတရားတန်ခါကျန်တာသုံးမအောင်အင်မတန်လုပ်ပါအဲ့ဒီတော့သူများအပြူစားခံရရင်ဘာလုပ်လို့အစင်မပြေနိုင်ပါဘူးဆိုတာလက်ခံကြရလားဗျာနံပါတ်၄တစ်ချက်အနေနဲ့ဆက်ပြောပေးမယ်ဗျာဘာကြောင့်လက်ပိတ်သွားနိုင်တဲ့အချက်တွေရှိလဲဟုတ်လားနေတပြောက်တည်းကြားတဲ့အိမ်ဟာအင်မတန်လက်ပိတ်နိုင်ပါတယ်နော် ဆရာရှင်တို့ဒီနေ့ဆရာရှင်အတိတ်တရားမလာမေးရဲ့။အဲဆရာငယ်တဲ့။ဟုတ်လား။ကျွန်မအိမ်ဒီလိုနေတပြောင်တည်းကြာလာလက်ပိတ်တယ်ဆိုဟုတ်ပါတယ်။ဘလို့ကြောင့်လက်ပိတ်နိုင်လဲ။ဟုတ်လားဒီလိုပေါ့။နေတပြောင်တည်းဆိုဒီမှာတန်းတယ်။မိမိရဲ့အိမ်ရှံပေါက်ကဒီမှာ။အိမ်တကမအပေါက်ကဒီမှာ။အိမ်ခန်းပေါက်ကဒီမှာ။ဒီလိုနေဟာတပြောင်တည်းကြာနေတဲ့အိမ်ဟာလက်ပိတ်နိုင်ပါတယ်။နံပါတ်၅တရှိအနေနဲ့အစင်မပြေနိုင်တဲ့အချက်တွေရှိတယ်။ဘုံမင်းအောင်ဘိုးဘိုးအောင်တို့ဘိုးမင်းကောင်တို့ အစရှိတဲ့ဝိဆာကြီးတွေနဲ့အိမ်တွင်းတို့ကိုကြီးကျော်တို့မင်းကြီးမင်းလေးတို့အစရှိတဲ့တိုက်တွေနဲ့တဒန်းနဲ့ဖြစ်နေတဲ့အိမ်ဘာလို့လို့အစင်မပြေနိုင်ပါဘူးဗျာဝိဆာတို့ကဲဒါကတော့ပူပူအောင်ဘုံမင်းကောင်းစင်ကဲဒါကတော့မင်းကြီးမင်းလေးစင်ဒီလိုတဒန်းနဲ့ဖြစ်နေတဲ့အိမ်ဟာဘာလို့လို့အစင်မပြေနိုင်ပါဘူးဗျာဒါကတော့ဝိဆာစင်ဒါကတော့နတ်စင်တဒန်းနဲ့ဖြစ်နေတဲ့အစင်ဟာ ခမရူပစံကုံခံပြီးကိုးကွယ်ထားတဲ့ခမရူတွေအင်မတန်ကိုထိုင်ထိုင်ကြော့နေကြတဲ့အဲ့ဒီပုံကိုယ်တွေကပဲခမရူကိုအစင်မပြအောင်ပြန်လှုပ်ပါလိမ့်မယ်ဗျကဲဒါအောင်နောက်တစ်ခုထပ်ပြအောင်မယ်အိမ်တွင်းနဲ့တိုက်နဲ့ဟလာနတ်နဲ့တိုက်နဲ့တရန်နဲ့ထားတယ်ထားလို့မရပါဘူးနက်ကနည်းနည်းရာလို့ရှိတဲ့အတွက်နည်းနည်းအနှဲငယ်လေးမြင်ရမယ်လက်တလုံးတော့ဒါပြီးတဲ့အခါမှာတိုက်ကနည်းနည်းထားရမယ် ော်ထို့အတူပဲနတ်တောင်မှဟုတ်လားနတ်မင်းကြီး၄ပါးနဲ့အတွင်39မင်းအပြင်39မင်းနဲ့တရံနဲ့ထားလို့ရပါသလားဘယ်ရမလို့ဟုတ်လားဝိဇာရဲ့အောက်မှာနတ်မင်းကြီးတွေထားမယ်ဟုတ်လားနတ်မင်းကြီးတွေဥပါဒါထယနာဝိယုနာကဝိယုပခကုဝေရဆိုတဲ့နတ်မင်းကြီး၄ပါးအောက်တော့အိမ်တွင်းတို့အတွင်39မင်းတို့ဟာဒီလိုတရံနဲ့ဖြစ်နေရင်နမင်းကြီး၄ပါးရဲ့ဖုံးတကူကိုအဋ္ဌိရဲ့အတွင်း39မင်းအပြင်39မင်းကမမီနိုင်ပါဘူး နမင်းကြီးကတော့မင်းကိုငါရိုက်မှလို့မချင်းဘူးဥပမာပြောတာဝိစာကတော့ဟာဒီကိုကြီးကျော်ဟာလာမင်းကြီးမင်းလေးမင်းငါနဲ့တန်းနဲ့လာထိုင်နေတယ်မင်းဘာကောင်လို့ဆိုမရိုက်ဘူးဟာလာဒါပေမဲ့သူ့ရဲ့အချိန်တကူကြောင့်ခမရတို့ရဲ့ဟာလာသူ့ရဲ့ဝိစာရဲ့အချိန်တကူကြောင့်ခမရတို့တွေအဲ့ဒီထားထားတဲ့ခမရတို့တန်းနဲ့ထားမိထားတဲ့နတ်တွေအိမ်တွင်းတွေမှာပူလောင်နေပါလေရောဗျာပူလောင်နေတဲ့အခါဟော လွယ်လွယ်လေးပြောရဗျာကိုကြီးကျော်ကပူလောင်နေတယ်မင်းကြီးမင်းလေးကပူလောင်နေတယ်အဲ့ဒါတော့ဝိဆာကြောင့်ပူလောင်နေတော့ဟောဒီဝိဆာကြီးကြောင့်ပူလောင်နေတာဒီဝိဆာကြီးငါရိုက်လိုက်ရကျင်းမလားခမရတို့ထားတဲ့တင်ထားတဲ့ခမရတို့ယုံကြည်လို့စင်ကိုကိုယ်ပြီးတင်ထားတဲ့ပင့်ထားတဲ့ဖိတ်ထားတဲ့ရုပ်ထုတွေတင်ထားတဲ့အင်ရှင်ကိုကျိမ့်မလားအဲ့ဒီတဒန်းနဲ့ဖြစ်လို့ပူလောင်နေတဲ့သူတံမြင့်တဲ့ဝိဆာကိုကျိမ့်မလားဘာလို့ကိုကျိမ့်မလဲအဲ့ဒီအခါခမရတို့ရဲ့ပွင့်နေတဲ့လက်တွေပိတ်လိုက်တယ်ကျုပ်ပဲဖြစ်ဖြစ်ခမရတို့ပဲဖြစ်ဖြစ်စီးဝါးရေးအဆင်ပြေရင်ဘုရားရှင်ကိုကျင်တာအမှန်ပဲလေ ခမရပဲဖြစ်ဖြစ်ကြုတ်ပဲဖြစ်ဖြစ်ဘုရားရှင်ကိုကျင်တဲ့စိတ်မရှိအိမ်တွင်းရဘူးစည်းဝါးရအစင်မပြေလက်ပိတ်အောင်နှက်ကလှုပ်ထားတာမသိဘူးဟောအစင်မပြေတော့ဘုရားရှင်မကိုကျင်ဘူးဘုရားရှင်မကိုကျင်တော့နှက်ပိတ်လာတော့မှဟောနှက်ကလွယ်လွယ်ဆရာကဥပမာကိုကြီးကြော်နေရထားပါတော့ဒီကောင်ကကိုပူအောင်လှုပ်ထားတာဘုရားပေါ်ထားတဲ့ကောင်ဝိစာနဲ့တရားနဲ့ထားတဲ့ကောင်ဆိုစင်ကံပါလေရောအဲ့ဒီတော့နှက်ကင်ရဖြစ်သွားရောဒါကတော့ဆရာပြောရှင်တဲ့ငါးချက်ဖြစ်ပါတယ်ဘုရားတရားတန်ခါဆိုတဲ့ယရနာ၃ပါးပေါ်စီကတ်လို့ရှင် ဟောဘုရားတရားလှုပ်တဲ့အခါဟောဒီတယောက်တော့ဘုရားတရားလှုပ်ပြီးဟဲ့အခုလိုစုပ်ကတ်ထဲမှာဘုရားတရားအားနေတဲ့ကာလမှာတလနာနှစ်ကြာလာတဲ့အခါစုပ်လာတဲ့အခါဟောဝိဇ္ဇာကြီးတွေဟာဒီကောင်တော့ဘုရားတရားလှုပ်ပြီးဒီတယောက်တော့ဘုရားတရားလှုပ်ပြီးလာကြဟေးလာကြဆိုပြီးဆရာတို့ဝိဇ္ဇာတွေစုပ်ပြီးဟောဝိဇ္ဇာကြီးတွေစုပ်ပြီးခမရကိုလိုလီစေးမရှိအောင်လက်ခွင့်ပေးပါလိမ့်မယ်ဒါကြောင့်ဘုရားတရားတန်ခါဒီဟူသောယတနာ၃ပါးဟာလောကတွင်အကောင်းဆုံးယတရားနဲ့အမွန်မြတ်ဆုံးယတရားဖြစ်တဲ့ဆိုတဲ့အကြောင်းနဲ့ ဆရာငယ်ဒီကနေ့ live လွှင့်ပေးတာဟာဘာလို့လို့အစင်မပြေနိုင်တဲ့အရာမျိုးတွေအချက်တွေနဲ့အဓိကအချက်တွေဘ ഹു တုဒအဖြစ်များစွာရသွားပြီးလိုအပ်ချက်တွေပြင်ဆင်သွားနိုင်ပါလိမ့်မယ်အဲ့ဒါတွေကိုဆရာဟောပေးရင်းနဲ့ဟုတ်လားဆရာဒီကနေ့ live လွှင့်ပေးရတဲ့ယူရချက်ကကျန်တာကြောင့်မဟုတ်ပါဘူးနော်ဗုဒ္ဓသရဏံစီရန်တိဋ္ဌတုပါဗုဒ္ဓဘာသာသရဏအယောင်ဝဲမကွယ်အောင်စီဝါရေးငွေကြေးလက်လာဘကဟုတ်လားဒီလိုကိုကိုယ်ဝဲမတတ်တဲ့အခါဒီအရာတွေကြောင့်လက်ပိတ်နေတဲ့အခါ မများတို့လူကျင်တဲ့စိတ်ဆန္ဒတွေကမလူနိုင်။တန်းကျင်တဲ့စိတ်ဆန္ဒတွေကမတန်းနိုင်တဲ့အခါဒီအရာမျိုးတွေကြောင့်မလူနိုင်မတန်းနိုင်တဲ့အခါဒါနနာတော်ကြီးဆုတ်ယုတ်သွားမှာကိုကြောက်တဲ့အတွက်ဒါလွှင့်ရခြင်းဖြစ်ပါတယ်